ရက်ဆောင်မြို့နယ်၌မြို့နယ်မိခင်နှင့်ကလေးဆောင်လျှောက်ရေးအသင်းပိုင်မူလာရန်ကျူကျောင်းကျောင်းဆောင်တိပ်ဖွင့်ပွဲကဏ္ဍကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်၌မေလ18ရက်နေ့နနက်10:00နာရီကမြို့နယ်မိခင်နှင့်ကလေးဆောင်လျှောက်ရေးအသင်းပိုင်မူလာရန်ကျူကျောင်းကျောင်းဆောင်တိပ်ဖွင့်ပွဲကဏ္ဍကျင်းပပြုလုပ်ခဲ့ပါတယ်။ရှိဦးစွာမြန်မာနိုင်ငံမိခင်နှင့်ကလေးဆောင်လျှောက်ရေးအသင်းဘဟုဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဆန်းဆန်းမြင့်အောင်အတွင်းရေးမှူးဒေါက်တာနွေနီအောင်ဗန္ဓာရေးမှူးဒေါက်တာဝင်းပလဲအဖွဲ့ဝင်ဒေါက်တာယူယူခင်နဲ့ရှမ်းပြည်နယ်မိခင်နဲ့ကလေးဆောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကဒေါ်ညိုမီစောရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်နဲ့ရှမ်းပြည်နယ်မိခင်နဲ့ကလေးဆောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်စိုးပပတို့ကကြောင်းဆောင်တဲ့အားဖဲကျွပြက်ဖွင့်လှစ်ပေးပြီးကပီးမော်ကွန်အမွေးနဲ့သာပြပြန်းပေးကြပါတယ် ထို့နောက်မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဘဟုဥက္ကဋ္ဌပါမောက္ခဒေါက်တာဆန်းဆန်းမြင့်အောင်ကနှုတ်ခွန်းဆက်အမှာစကားပြောကြားပြီးရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကဒေါညူမီစောမှအမှာစကားပြောကြားရမှာရဲဆောင်မြို့နယ်အတွင်းမိခင်နှင့်ကလေးများ၏ပညာရေးနှင့်လူမှုရေးစောင့်ရှောက်မှုပေးခြင်းတို့ကိုဆောင်ရွက်ပေးနိုင်ရန်အတွက်တစ်ဖက်တစ်လမ်းမှအထောက်အကူပြုပေးနိုင်သည့်ရဲဆောင်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏အသင်းပိုင်းမူလတန်းကြိုကြောင်း ကျောင်းဆောင်တဲ့ဖွင့်လှစ်ပေးနိုင်သည့်အတွက်အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းရဲဆောင်မြို့နယ်မိခင်နှင့်ကလေးဆောင်လျှောက်ရေးအသင်းပိုင်မူလာတန်းကျိုကျောင်းအား2020ပြည့်နှစ်ဒီဇင်ဘာလမှစတင်တည်ဆောက်ခဲ့ပါကြောင်းမြန်မာနိုင်ငံမိခင်နှင့်ကလေးဆောင်လျှောက်ရေးအသင်းဘဟု၏မတီ ထောက်ပံ့ငွေ7330ရှမ်းပြည်နယ်အစိုးရဘက်မှ ထောက်ပံ့ငွေ7158.88သိန်းရှမ်းပြည်နယ်မိခင်နှင့်ကလေးဆောင်လျှောက်မှုကြီးကြပ်ရေးဘက်မှ လူဒန်းငွေကျပ်25သိန်းရွှေပစွန်ကုမ္ပဏီလီမိတက်မှာလူဒန်းငွေကျပ်သိန်း150နင်းစေရနာရှင်လူရှင်များမှာလူဒန်းမှုတို့ဖြင့်စုစုပေါင်းကုန်ကျစရိတ်တန်ဖိုးငွေကျပ်သိန်းပေါင်း698သိန်းကျော်ဖြင့်စောက်လုပ်ခဲ့သည့်ကြောင်းဆောင်ဖြစ်ပါကြောင်းပြောကြားပါသည်။ယင်းနောက်ရှမ်းပြည်နယ်မိခင်နှင့်ကလေးဆောင်လျှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်စုပပမှာကျေးဇူးတင်စကားပြောကြားပါသည်။ ၎င်းနောက်မြန်မာနိုင်ငံမိခင်နှင့်ကလေးဆောင်လျှောက်ရေးအသင်းဗဟုဥက္ကဋ္ဌပါမောက်ခဒေါက်တာဆန်းဆန်းမြင့်အောင်နှင့်တာဝန်ရှိသူများကမူကျူကလေးငယ်များအတွေ့ကျောင်းဝတ်စုံများတင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီးမူလာတန်းကျောင်းအောင်တွင်လှည့်လည်ကြည့်ရှုကာမူကျူကလေးငယ်များအားအဟာရကျူးမွေးခဲ့ကြောင်းသိရပါသည်ဆက်လက်၍တောင်ကြီးမြို့နယ်မိုင်းတော်ရှိကျေးရွာအုပ်စုတောင်နီကျေးရွာနှင့်ညောင်ပြူစကန်းရက်ွက်အတွင်ရှိ ကိုဝင်ဆောင်မိခင်24ဦးတို့အားငပြောသည်ကြက်ဥအာယုန်ရင်းစာကွေကာဥစသည့်အာဟာရပစ္စည်းလေးမျိုးအားထောက်ပံ့ပေးအပ်ခြင်းနှင့်တာဖာကန်အတွင်းရှိ မွေးလူနာကန်စေကန်အတွင်းပြင်တို့အားလှည့်လည်ကြည့်ရှုစစ်ဆေးပြီးတောင်ကြီးမြို့ညောင်မြူစကန်းရက်ွက်ရှိမူလာရန်ကျိုကျောင်းမှမူကျိုကလေးငယ်များအတွေ့ကျောင်းဝတ်စုံများတင်ထောက်ကူပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် လိုအပ်သည်များလမ်းညွှန်ပါကြခဲ့ကြအောင်သိရှိရပါれခမညာ